ျွန်တော်ဆရာဆင်းမင်းတနုပြုပဲမြန်လာတွေ့ပြီးရအောင်ပြောပြခါမှာတော့အမ်ဒီတခါတော့ကျွန်တော်တို့ဟိုကျွန်တော်ကဒါခလေးဘွားကရွာမှာပဲဖြတ်သန်းခဲ့ရတယ်ဆိုတော့ဗီဒီယိုရုံနေအញ្ញမ်းခက်စားခဲ့တဲ့ခက်တဲ့ခက်မှာကြီးပြင်းခဲ့ရတာပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ငယ်စဉ်တုန်းကဗီဒီယိုရုံခက်ကိုပဲဟိုအဓိကထားပြီးပြောပါမယ်အဓိကတော့ဗီဒီယိုခက်ပေါ့ရုပ်ရှင်ရုံနေပါလေတော့ရွာမှာတော့မရှိပါဘူးအဲ့တော့ဗီဒီယိုရုံနေရှိတယ်ပေါ့ဗီဒီယိုရုံဆိုတဲ့နေရာမှာနှစ်ထိတာပေါ့ ဟိုဗီဒီယိုယုံပုံစံမျိုးထင်ရန်ကတကယ်မိုးတွေနဲ့တည်တံဆောက်ထားတဲ့ယုံမျိုးတွေရှိတယ်လို့တချို့ကြလည်းပဲဟိုကျယ်ဝန်းပြီးတော့ကြီးမားတဲ့ဟိုပြင်တော်အိမ်လေးရဲ့အပေါ်ဓာတ်တွေမှာမေးစက်တွေနှိုးပြီးတော့ဗောနော်အဲ့ဒီခေတ်တော့မေးမရသေးတော့ဟိုအောက်ဆက်နဲ့ပြတဲ့အိမ်မျိုးတွေလည်းရှိခဲ့တာဗောအဲ့ဒီမှာကိုကျွန်တော်ကောင်းနေတတ်ထားတဲ့အတိုင်းဟိုဟင်းမရှိရင်စံပြုံးနေပဲ ပြုတ်တော့မယ်အဓိကရေကုတ်ကဟာမဗီဒီယိုမှာသွားကြည့်လို့ရဖို့အဓိကဆိုတော့ခက်တဲ့ခက်ကတကယ်ရှိခဲ့ပါတယ်အဲရေကုတ်ကလည်းကျွန်တော်တို့ဟိုအဲတော်ရီရွာတွေဘက်မှာတော့အဲဒီကာလာဗီယိုခက်ကောင်းတဲ့ခင်တော့တော်တော်ကြီးကိုအောင်မြင်ခဲ့တယ်လို့ပြောလို့ရပါတယ်အဲဒီခက်ကာလာမှာဒါရေကုတ်ကိုတော့ဒါရှိလို့ရှိပါတယ်ရေကုတ်ကိုတော့ထတ်ရှားတော့ဟိုရှိုင်းအောင်တော့ ဘာလို့ပေါ့နော်အဲ့လိုမျိုးဟာရွာနေဘက်ဒီမှာကြိုက်တယ်မင်းသားတွေအများကြီးပေါ့ဒါမဲ့လို့ရဲဘုတ်ကတော့အောင်မြင်ဆုံးလို့ပြောလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ तू ကဟို fighting အကြမ်းကားတွေလည်းပဲရိုက်နိုင်တယ်ပြီးတော့ drama ကားတွေလည်းကောင်းတယ်ပြီးတော့ तू ရုပ်တူရေတူနေတာနဲ့လည်းတော်တော်များများအဲ့ဒီဟိုလူကြီးလူငယ်မကြီးတော်တော်များများလည်းကြိုက်ကြတယ်ပြီးတော့ဟိုအကကတဲ့စီးနေလို့အကလည်းတော်တော်ကောင်းတယ်အဲ့တော့လင်းစားနေတော့နဲ့တွေ့ဖက်ပြီးတော့ရဲဘုတ်ကိုလင်းစားနေတော့နဲ့ဆိုလို့ရှိရင်တော့တော်တော်များများဟိုယုံကြည်ယုံဆံပါပဲ ဲ့တော့လည်းဒါသူတို့နှစ်ယောက်တွေ့လိုက်တဲ့ကားကြီးကလည်းတော်တော်ကြီးကိုများခဲ့တာ哦။ဒါငရေကလာသူပြဖို့မကြောက်တော့အဲ့ဒီစကားကြီးဆိုရှင်တော်တော်ကြီးကိုရောက်ရောက်ပါဒီမှာဖြစ်ဖြစ်ခဲ့တာပေါ့။ဒါဟိုလွန်ခဲ့တဲ့နှစ်ပိုင်းနောက်ပဲကြာမလားလာမလားကြာမလားမသိဘူး။ဟို MC မှာဒါနေခလင်းကိုအင်တာဗျူးမေးတော့ဒီကနေ့ပြောပြရတဲ့အမှာသူ့ကိုဟိုတွေးကိုသားကြီးကပြောတာပေါ့နော်ဒါဒီကောင်ရန်ကုန်မှာတော့တိတ်ပြီးတော့ မပေါက်ပေမဲ့ဟိုနေမှာတော့ဒီဒီကောင်းနေရပဲဒီကောင်းတော့သွားပြီးတော့တုံတောင်ကျော်လို့မရဘူးကွာလို့ပြောခဲ့ရတယ်ဟိုဆယ်မန်ကုန်းဟိုဘက်ကျော်သွားပြီဆိုတာနဲ့ဒါသူ့နေမျိုးဖြစ်သွားပြီဘာညာတော့စနောက်ပြီးတော့ပြောခဲ့ဘူးတယ်ဟိုအဲ့လိုပါပဲအရင်ဗီဒီယိုအဲ့ဒီဗီဒီယိုခေဦးတုံးကလည်းဟိုနေကြိုင်းနဲ့မျိုးကြိုင်ဆိုပြီးတော့သူ့စည်းကွက်နဲ့သူ့သူ့နေရာနဲ့သူတီးတောင်ရှိပါတယ်အဲ့ဒီကာလတုန်းကဒါကိုကိုသားကြီးတွေးရလဲပဲထင်းလင်းဘွားနဲ့စပြီးတော့အောင်မြင်ပြီးတော့စကားတွေစရိုက်နေပြီးပြီးတော့နောက်ပိုင်းတွေးလို့ဘာလို့နာမည်ပြောင်းလဲအဲ့ဒီကာလ ထီကိုဒါဒီမင်းသားကြီးလည်းပေါ်နေတယ်လို့လွင်မိုးတို့ပါလို့လည်းရှိပေမဲ့လို့ဟိုရွာဘက်ဒီမှာကတော့ဒါသူတို့ရဆိုင်ခုနပြောတဲ့ဟိုရဲကုတ်ကိုတို့ဘာလို့ပါပဲပို့ပြီးတော့ဟိုနေရာယူခဲ့ရတော့ဟိုများပါတယ်သူစီကသူ့နေရာနဲ့သူပေါ့အဲ့ဒီထဲမှာဘယ်လိုရှင် fighting ကောင်းတဲ့မင်းသားကြီးရောတော်တော်များတော့ဟိုပို့ပြီးတော့ဟိုပောက်တာပေါ့ရွာဘက်ဒီမှာတော့ကျွန်တော်တို့ဒါရွာဘက်ဒီမှာတော့အဲ့ဒီထဲမှာမှာဘယ်မင်းသားအပေါက်ဆုံးလဲမရမယ်ဆိုလို့မေးလို့ရှင်တော့ ဟိုဘယ်လွယ်လေးနဲ့တခုနဲ့ပြရမှာဆိုတော့ဒါကျွန်တော်ပြောသည်ရေကုတ်ကိုပဲအဓိကတော့ပြောမှာပဲဒါသူ့ရဲ့ဟိုခက်တခက်ပုံဒါသူကဒီကျွန်တော်တို့ဟိုနယ်ဘက်ဒီမှာတော့ခက်တခက်ကိုထူတော်နိုင်ငံ့တယ်လို့ပဲပြောမှာပဲအဲနောက်ပိုင်းဒီမှာတော့ဟိုသူလည်းပဲဒီလောကမှာတရားတရားကြီးဆက်မလို့တော့ဗျာရန်နာပြီးတော့ဟိုငငရားလေးပါတွေရောက်သွားပြီးရနောက်ပိုင်းဒီမှာတော့သူကားတွေကျွန်တော်တို့မကြည့်ကြရတော့ပေါ့နော်အဲဒီနောက်ပိုင်းဒီမှာတော့ဒါဟိုဘူဒူဘိုင်းမှာတော့ တခြားမင်းသားတွေကတော့ဟိုပြောင်းလဲပြီးတော့နေရပြပေါ့ဒါပေမဲ့သူ့တော့တော့ဟိုအချိန်ဟုံတော့တိတ်မရှိတော့ဘူးပေါ့အဲနောက်ပိုင်းနှစ်ပိုင်းရှားလောက်ကြာတော့တိတ်တော့ကြာကြာတော့မခံလိုက်တော့ပါဘူးဘာလို့ဆိုတော့အဲဒီနောက်ပိုင်းဒီမှာဟိုဗီဒီယိုခက်ကလည်းဟိုကုံသားကိုဖြစ်ဖြစ်သွားခဲ့တော့အဲဒီနောက်ပိုင်းဒီမှာကျွန်တော်ဗီဒီယိုရုံလေးလိုက်ရောမှာတိတ်ပြီးတော့ဟိုမတွေ့ရတော့ဘူးပေါ့နော်အဲဒီဗီဒီယိုရုံခက်တော့ဒါဟိုခက်စားခဲ့တဲ့ မင်းမင်းသားတွေခက်သားခဲ့တဲ့ဒါဖွေရိုဇလန်းနေနဲ့အဲအဲ့ဒီခက်ခဲကလာကိုကျွန်တော်မှတ်မိသလားကိုဒါလေးကတော့ပြန်ပြောတာပါဒါတော့ကျွန်တော်ဖြတ်သန်းခဲ့တဲ့ရွာဟိုဖွေရိုယုံခက်ပေါ့နော်အဲ့ဒါလေးပါပဲဒါအလောက်ဆုံးတော့ topic လေးအောင်ဒီလောက်ပါမယ်ကျေးဇူးတင်ပါတယ်